ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုးစားပါတယ်အခုကြောပြပေးမှာကတော့ Quick Charge ပေါ့နော် Quick Charge ဆိုတာဘာလဲဘလို့အလုပ်လုပ်တာလဲဆိုတာကိုအဓိကထားပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် Quick Charge ဆိုတာ Qualcomm ကုမ္ပဏီကနေပြီးတော့ဖန်တီးထားတဲ့ Fast Charging System လို့ခေါ်တဲ့အမြန်အသွင်းစနစ်တစ်မျိုးဖြစ်ပါတယ် အဲ့အမြန်အားသွင်းစနစ်ကဒီ Qualcomm processor တွေပေါ့နော် Snapdragon processor တွေကိုအသုံးပြုထားတဲ့ smartphone တွေ power bank တွေမှာဒီအမြန်အားသွင်းစနစ်ကိုအသုံးပြုလို့ရနိုင်ပါတယ်။ Quick chat ဘယ်လိုအလုပ်လုပ်လဲဆိုတော့ဒီ handshake နည်းပညာလို့ခေါ်တာပေါ့နော်။သူကဒီလို adapter တော့၎င်းဒီ power ပေးတဲ့ တစ်ဖက်ကပါဝါပေးတဲ့ဟာနောက်တစ်ခုကပါဝါကိုလက်ခံမဲ့ဟာတစ်ဖက်ကပါဝါဘန့်တော့၎င်းဒီအက်ဒပ်တာတော့၎င်းတစ်ဖက်ကဖုန်းပေါ့နော်အဲ့လိုမျိုးမှာနှစ်ခုစလုံးက quick charge ပါသည်ဖြစ်စီဒါမှမဟုတ် power delivery လို့ခေါ်တဲ့ PD system ပါရင်ဖြစ်စီသူတို့အချင်းချင်းကဟောညှိနှိုင်းပြီးတော့ပေါ့နော်ညှိနှိုင်းပြီးတော့ဆိုတာအဲ့လို battery ရဲ့ထန်နိုင်ရေတို့ပြီးတော့ battery ရဲ့အပူချိန်တို့အဲ့ဒါတွေအကုန်လုံးကို အဲဆစ်ဆေးပြီးတော့တစ်ဖက်ကနေပြီးတော့ဖိုအားကိုမြှင့်ပေးရမလားဒါမှမဟုတ်ဒီနှိမ့်ပေးရမလားအဲ့လိုပေါ့နှိမ့်ပေးတယ်ဆိုတာက तू က 5.2mb ပေါ့အများဆုံး30ဝက်ပေါ့30ဝက်နဲ့ပုံမှန်သွင်းရတာကနေပြီးတော့ဥပမာ9ဗို့ဆွဲတင်လို့ရမလားဘက်ထရီရဲ့အပူချိန်ပေါ်မူတည်ပြီးတော့5.2 ampere နဲ့ပဲဆက်ပြီးတော့အားသွင်းလို့ရမလားအဲ့ဒါကြီးအကုန်လုံးကိုသူတို့ကသူတို့ပဲ နှစ်ခုချိတ်ဆက်ပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ် quickchat 2.0ဆိုလို့ရှိရင် fibo 2 ampere ပေါ့နော်30 watt ပေါ့အဲ့လောက်ကနေပြီးတော့ဒီအခုခြင်ထားတဲ့ဟာကဒါဒါ quickchat 2.0 adapter ခေါင်းလေးဒီခေါင်းလေးကိုကျွန်တော်နောက်ပိုင်းမှာဖြုတ်မှာအဲ့ဒီခေါင်းလေးက fibo 2 ampere stable ပေါ့နော်ပုံသေးဖြစ်နေတယ် အဲ့ဒါကနေမှ तू ကနိုင်ဖို့တော့လကောင်းတွဲဖို့တော့လကောင်းဆွဲတင်လိုက်တာဖို့အဲ့လိုမျိုးအားသွင်းတာပါဒီ USD ခေါင်းကပုံသေး5ဖို့ထုတ်တယ်ဆိုပေမဲ့ quick charge မှာကြတော့ तू ကဖို့ဆွဲတင်လိုက်လို့ရတယ်နောက်တစ်ခုက quick charge 3.0 3.0ဆိုလို့ရှိရင်လည်းဒီလိုပဲ 5ဗို3 ampere လောက်ကနေပြီးတော့2 ampere 3 ampere ပေါ့နော်အဲ့လောက်ကနေပြီးတော့20ဗို2.25လောက်အထိ20ဗို2.25 ampere ပေါ့နော်55ဝက်လောက်အထိဆွဲတင်လိုက်တာပါဖုံးတလုံးပဲဖြစ်ဖြစ်ဒီပါပဲဖြစ်ဖြစ်ပေါ့နော်အ мян အားသိင်ကျင်တဲ့အခါမှာပါဝါကိုများများပေးဖို့လိုအပ်ပါတယ်အဲ့လို့ဆိုတော့ ပါဝါကိုများများပါဝါများများထွက်ဖို့အတွက်ကသူက v equal to uh sorry w equal to vi ပေါ့နော်4နဲ့ ampere နဲ့မြောက်တာ4ကဒီမှာ5 volts ဒီပဲထားပြီးတော့ ampere ကိုဆွတ်များမယ်ဆိုလို့ရှိရင်ဒီကျိုးရဲ့အပူချိန်ဒီတန်ခံနိုင်မှုပေါ့နော်အဲ့ကောင်ကအဲဘယ်လိုမှအဆင်ပြေပါမဟုတ်ပါဘူးဥပမာ40 watt ထွက်ဖို့5 volt နဲ့5 volt နဲ့သုံးမယ်ဆိုလို့ရှိရင်ဒီ ampere ကြီးရဲ့တအားများပြီပေါ့နော် ရှင်ငါးလီ40 AMP ရဆိုရင်ဒါမဖြစ်နိုင်တဲ့ပမာဏလောက်ဖြစ်သွားပါဘူးတအားကြီးကျိုးထူကြီးတုံးပြီးတော့ထုတ်ကြပါပေါ့အဲ့ဒါမဖြစ်နိုင်ဘူးအဲ့တော့ vote ကိုပဲသူတို့ကတင်ဖို့လုပ်ကြတာ vote တင်တဲ့အခါမှာသူကဥပမာဒါပုံမှန်ကဒီကောင်က5ပို့ထွက်နေပေါ့နော်ဒါ adapter အဟောင်းလေးပါဒီကနေပြီးတော့ပုံမှန်5ပို့ 2MB ကထုတ်ပေးနေတယ်ထုတ်ပေးနေတာကနေပြီးတော့ ဟိုဘက်ကတစ်ဖက်ကဖုန်းကကွစ်ချက်ရတယ်လဲဆိုတော့ဒီကောင်ကနိုင်ဖို့တော့၎င်းတွဲဖို့တော့၎င်းထုတ်လိုက်တယ်အဲဒီ adapter အလုပ်လုပ်ပုံနဲ့တခြား adapter အလုပ်လုပ်ပုံနဲ့တော့တူချင်မှတူလိမ့်မယ်နော်ထားလိုက်ပါတော့ဒါပေမဲ့အခုကရှင်းပြတာဆိုတော့နိုင်ဖို့2 ampere ထုတ်လိုက်တယ်ကွစ်ချက်ကနေပြီးတော့ထုတ်လိုက်တဲ့အချိန်မှာနိုင်ဖို့2 ampere ဆိုတော့18 watt ဖြစ်သွားမယ်နိုင်ဖို့ကြီးက ဘက်ထရီတဲကိုဓာတ်ရိုက်ကြီးဝင်တာမဟုတ်ဘူးဘက်ထရီရဲ့ခံနိုင်ရင်က4.2ဝတ်ပဲရှိမှာအဲ့ဒီအချိန်မှာဒီဖုန်းထဲမှာပါတဲ့4.2ဘူကိုချပေးတဲ့ circuit ပတ်လန်းနေရှိတယ်။အဲ့လိုဆိုတော့ဒီဝက်အများကြီးဝင်လာပြီးတော့4.2ဘူကိုချပြီးတော့တွင်းတာဖြစ်တဲ့အတွက်အဲ့ဒီကောင်ကအပူလွန်ကဲတာတော့ဖြစ်တတ်တယ်။ပူတာပေါ့နော်။ပူတဲ့အချိန်မှာအဲ့ဒီအပူအပူကို စန်စာနဲ့အာ sorry အဲ့အပူကို तू ကဘယ်လောက်ရှိနေလဲဆိုတာကိုမြေရန်စက္ကန့်နဲ့အမျှပေါ့နော်စောင့်ကြည့်နေတဲ့ပစ္စည်းတွေတက်စင်ထားတယ် INOV လို့ခေါ်တဲ့ Intelligent Negotiation Optimum Voltage ပေါ့နော်အဲ့အဲ့ system ကနေပြီးတော့ तू ကဒီ အပူချိန်တို့ဘာတို့ညာတို့ကိုတောက်လျှောက်ကြီးသူစောင့်ကြည့်ပေးနေတာစောင့်ကြည့်ပြီးတော့အပူလွန်ကဲလာတာမျိုးမဖြစ်အောင်ဒီဘက်ကထုတ်လွတ်နေတဲ့ဒီဖို့ပေါ်တော့ဖို့နဲ့အမ်ဘီယာကိုနိုင်ဖို့နဲ့လွတ်နေရနေပြီးတော့ဖုန်းဘက်ထရီရတဖြည်းဖြည်းနဲ့သူကအမ်ဘီယာအာဟိုဘဝများများနဲ့တွင်းတဲ့အခါကျတော့ပူလာပူလာမယ်လို့ပူလာပဲပေါ့နော်အတိုင်းတာတစ်ခုအထည် ပူလာပြီဆိုလို့ရှိရင်ဥမာ4.2 volt နဲ့သူက5 volt နဲ့သူကပြန်ပြီးတော့တွင်းအောင်ဟိုဘက်ကနေပြီးတော့ circuit ပလံဖြတ်ချပေးလိုက်တယ်အဲ့လိုမျိုးအလုံးလုံးတဲ့အတွက် battery နာမှာတော့ battery ထိခိုက်ပျက်စီးမှာတော့မကြောက်ရဘူးပေါ့နော် quick check ကအဆင့်3ဆင့်နဲ့အာသွင်းတယ်သူကပထမအဆင့်က full အမြင့်ဆုံးနဲ့ပေါ့နော်80အဲ battery ရဲ့ 0%အနေပြီးတော့70%တော့တုံညရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိပေါ့အဲ့ဒီအထိကိုသူကဖိုအားအမြင့်ဆုံးထားပြီးတော့အသွင်းတယ်90ရာခိုင်နှုန်းလည်းပြည့်လည်းပြည့်သွားရော90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းချားတဲ့ဟိုကြတော့သူကဟိုဟာပေါ့တဖြည်းဖြည်းနဲ့ဒီဒီအခုအမြင့်ဆုံးဖိုးကနေပြီးသွင်းတာနေရှော့ချလာတယ်အဲ့ဒါအစ်စ်နှစ်နှစ်ဖြစ်သွားပြီပေါ့နော် နောက်အဆင့်3ကဘက်ထရီအားပြည့်တဲ့အခါမှာဖြတ်ချပေးလိုက်တယ်ဖြတ်ချပေးလိုက်ပြီးတော့အဲဖိုအားအနည်းဆုံးမထွက်ဘူးတော့မဟုတ်ဘူးပေါ့နော်ထွက်နေတယ်ဖိုအားအနည်းဆုံးပေးသွင်းပြီးတော့ဒီဘက်ထရီကအားကုန်မသွားအောင်ထိန်းထားပေးတယ်အဲ့လိုနဲ့အဆင့်3ဆင့်အလုပ်လုပ်တာဖြစ်ပါတယ်ခြုံပြီးပြောရမယ်ဆိုရင်တော့ quick check ဆိုတာလူကြီးအခုကို့မှာရှိနေတဲ့ကားဒါမှမဟုတ် ဒီဖုန်းပေါ့နော်အဲ့လိုမျိုးအားသွင်းပြီးအသုံးပြုရတဲ့ကားဆိုတာ EV ကားကိုပြောတာနော်အဲ့လိုအားသွင်းပြီးတော့အသုံးပြုရတဲ့ပစ္စည်းတွေကိုတာမန်အားသွင်းချိန်ထက်တဝက်ဒါမှမဟုတ်သုံးပုံပုံတစ်ပုံလောက်အတွင်းမှာအားပြည့်အောင်သွင်းပေးနိုင်တဲ့ခင်မီအားသွင်းစနစ်တစ်မျိုးဖြစ်ပါတယ်ဒီအက်ဒပ်တာကိုဖွင့်ပြီးတော့ဟိုဟာ ဒီအထဲမှာဘလို့လောက်တာလဲပေါ့နော်နီးပညာပိုင်းကိုရှင်းပြပေးမှဖြစ်ပါတယ်ဒီဒီကောင်ကိုဖွင့်တာတော့နည်းနည်းဟိုကျိုးမဲ့ပဲ့မဲ့ထင်တယ်သူကကွန်နဲ့အတီကတ်ထားတယ်ကျွန်တော်ထိုးတာဘလို့မှထိုးလို့မရအောင်တွေ့လားဟုတ်ကဲ့ဒီဖွင့်တဲ့အပိုင်းကိုတော့ကြော်လိုက်ပါမယ်ကုနာက adapter ကို ဖြုတ်လို့ပြီးပါပြီဒါက adapter ဖြုတ်လို့ထွက်လာတဲ့ဇာကစ်လေးဖြစ်ပါတယ်ဒီဇာကစ်က hardware ဖြစ်တဲ့အတွက်ကုနာက ရှင်းပြတာတွေနဲ့တူနေမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဟာဝေးကသူ့ရဲ့ first charging အာစာကေပေါ်တော့သူသူသူဖုန်းနဲ့သူ့ရဲ့ဒီ adapter နဲ့ကိုက်ညီအောင်လုပ်ထားတဲ့ပုံစံမျိုးပါ။အဲတကယ်လို့ဒီ adapter ကို quick chat 2.0ပေါ့နော်ဒီကောင်ကဒီ adapter ကိုအဲ Samsung မှာထိုးလိုက်မယ်ဆိုလို့ရှိရင် Samsung ကိုဒီကောင်က5ဖို့ပဲပေးသွင်းနေမှာဖြစ်ပါတယ်။သူကပုံမှန်အဖြစ်ဒီဘက်အပိုင်းကဒါ primary ဘိုင်းပေါ့နော်။ဒီကနေပြီးတော့220ဝင်မယ်ဝင်တဲ့အခါမှာဒီအဲ priority fire die out ကိုရောက်မယ်ရောက်ပြီးတော့ဒီမှာ filter capacitor တွေနဲ့ DC ပြောင်းလိုက်မယ်ပြောင်းလိုက်ပြီးတဲ့အခါမှာ switching လုပ်ပြီးတော့ secondary ဘိုင်းကို ထုတ်လိုက်မယ်အဲ့အထိရတော့ပုံမှန်ပါပဲပြီးတော့မှဒီကောင်က USB 2.0ဖြစ်တဲ့အတွက် D+ နဲ့ D- ပေါ့နော်ဒီပင်ပင်မှာ USB ပင်က minus ရှိမယ်ပါ ground ရှိမယ်တခုက fiber plus ရှိမယ် ground ရှိမယ် d plus d minus ဆိုပြီးတော့ data ထွက်တဲ့ဂျိုးနဲ့စုစုပေါင်း၄ချောင်းရှိတယ်ကျွန်တော်အဲဂျိုးကိုပြင်တဲ့ ဟိုမှာအာသွင်းကျိုးပြပြင်းနီးဆိုပြီးတော့လုပ်တဲ့ဗီဒီယိုမှာမသိရင်ဝင်ကြည့်လို့ရပါတယ်ဒီမှာဒီဒီကနေပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီမှာမြင်နိုင်ပါတယ်ဒီမှာပင်ငုတ်၄ငုတ်ရှိပါတယ်အဲ့လို့ဆိုတော့ဒီ plus နဲ့ဒီ minus ကိုသူကဖိုးလွှတ်ထားတာဥပမာဒီကောင် quick check ပါတယ်ဆိုတော့ပုံသေး5ဖို့ထုတ်တယ် ထုတ်တယ်နော်5ဗူက5ဗူ2 MB ကပုံတည်ထုတ်တယ်ကြိုက်တဲ့အချိန်ကျိုးထိုးလိုက်တိုင်းလိုက်5ဗူပဲထွက်ဒါပေမဲ့သူက quick chat ပါဆိုတာကိုဒီအလဲရနေပြီးတော့ဒီ plus ဒီ minus ပေါ့နော်အဲ့ကျိုးနှစ်ခုကနေပြီးတော့ပြောပြတယ်အဲ့ဒီကနေပြီးတော့ quick chat 2.0ဖြစ်တဲ့အဲ့အတွက်0.6ဗူထုတ်လွတ်တယ်ထုတ်နေတာပေါ့နော် ဘက်ကနေပြီးတော့ဖုန်းကိုထိုးလိုက်တဲ့အချိန်မှာ D+ D- ကနေပြီးတော့0.6ထွက်တယ်ဆိုတာကိုဖုန်းကနေပြီးတော့ quick check ပါတဲ့ဖုန်းဖြစ်တယ်ဆိုရင်သိတယ်လောလောဆယ် D- ကခါဝေးရဲ့တိသက်ဒီဇိုင်းဖြစ်တဲ့အတွက်ကျွန်တော်ပြောတာတွေနဲ့ကွဲလွဲမှုရှိနိုင်ပါတယ်သို့တော့အလုံးလုံးတဲ့ပုံစံကတော့တူတူပါပဲအထက်က circuit plan ကတော့ကွဲလွဲမှာဖြစ်ပါတယ် ဒါပေမဲ့ဒီတိုင်းလေးပဲနားထောင်လိုက်ပေါ့နော်ဒီဒီကက်ရဲ့ဒီဇိုင်းကတော့ဒါမြင်မှုတွေရှိအောင်ပြတာပါ ကွယ်ကွန်ရဲ့ကွယ်ကွန်ရဲ့ဒီဇိုင်းကဒီပုံစံမဟုတ်ပါဘူးဟုတ်ပြီဒါဆိုရင်လို့ရှိရင်တော့ခုနဟာကိုဆက်ပြောပါမယ်အဲ့လိုမျိုးဒီဘက်ကနေပြီးတော့3 point 0.6ဖို့ထုတ်လွှတ်တဲ့ကောင်ဖုန်းကနေပြီးတော့ quick chat ရှိတဲ့ဖုန်းဆိုလို့ရှိရင်တိပါတယ်0.6ဖို့ထုတ်နေတယ်ဟုတ်ပြီငါ့မှာလည်း ွစ်ချက်ကိုလက်ခံနိုင်တဲ့ဖုန်းဖြစ်တယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဒီ circuit ဘက်ကိုပြန်ပြီးတော့အချက်ပြလိုက်ပါတယ်အဲ့ဒီအချိန်မှာဒီကောင်က9 volt ကိုစထုတ်ပါတယ်သူ0.6 volt ဒါမှမဟုတ် သူ့ရဲ့ဒီအချက်ပြတဲ့ volt ပေါ့နော်အဲ့ volt ကိုဖုန်းကမတိဘူးဆိုလို့ရှိရင်ဒီ circuit က5 volt ပဲပုံမှန်ထွက်နေမှာဖြစ်ပါတယ် အကယ်၍နိုင်ဖို့2.5 ampere သော၎င်း2 ampere သော၎င်းလွှတ်ပြီးတော့တွင်းနေပေါ့အဲ့ဒီအချိန်မှာဒါလုံးဝတည်း USB 2.0ကိုပဲပြောပြနေရနော်အဲ့ဒီအချိန်မှာဖုန်းဘက်ကနေပြီးတော့အား80ကျော်သွားလို့ရက်လိုက်တယ်ဆိုလို့ရှိရင်တော့မဟုတ်ဖုန်းဘက်တရီကပူလာတဲ့အတွက်ကြောင့်မလို့ဟိုဘက်ကဒီ optimum footage ပေါ့နော်အဲ့ဒီစနစ်ကအလုတ်ထပြီးတော့လှုပ်ပြီးတော့အမြဲတမ်းစောင့်ကြည့်နေတာဖြစ်တဲ့အတွက် battery ပူလာတယ်ဆိုလို့ရှိရင်ဒီဘက်ကိုပြန်ပြီးအချက်ပြပါတယ်အဲ့ဒီအချိန်မှာဒီကောင်ကဖိုးကို short တယ်အဲ့ဒါမျိုးကြီးလည်းသူကလှုပ်ပါတယ်အဲ့ဒီ circuit တွေအဲ့ဒီ i ဒီအလုတ်လှုပ်တာကိုဒီ IC တွေနဲ့ပေါ့နော်အလုတ်လှုပ်တာဖြစ်ပါတယ်ပုံမှန် circuit တွေမှာအဲ့ဒါမျိုးမပါဝင်ပါဘူးဒါကတော့ယိုယို ဒါ fiber ထုတ်တဲ့ကက်ကလေးပေါ့เนาะဒီဘက်ကနေပြီးတော့တွဲဟိုဟာ2220ဝင်မယ် brake rectifier diode ဒီမှာအဲဒီမှာရှိမယ်เนาะဂျာရီကပြုတ်ပြုတ်ထွက်တော့ကျွန်တော်ဖြုတ်ထားတဲ့ဟာတွေမဟုတ်လို့အဲ့မှာရှိမယ် filter capacitor ရှိအောင်မယ်ပြီးတော့မှဒီမှာဟိုဟာနဲ့ switching IC လေးနဲ့မောင်းပြီးတော့ဟိုဘက်ကို primary အ primary bind ကနေပြီးတော့ secondary bind ကိုရောက်မယ်ဒီမှာထိုင်အောင်နဲ့ကြော်ပြီးတော့ fiber ထုတ်လိုက်တယ် fit ဒီမှာထပ်ပြီးတော့ capacitor လေးတလုံးခံပြီးတော့ fiber ထုတ်လိုက်တယ်ဒါပါပဲဒါရိုးရိုးလေးเนาะဒီလို IC တွေမပါတော့ဘူးတွေ့လားเนาะ secondary wire တစ်ချက်ကြည့်မယ်ဆိုရင် IC မပါဘူးဒီမှာ transistor မပါဘူးဒီ design ကနောက်တစ်ချိန်ထပ်ပြောပါမယ်ဒီ design က Huawei ရဲ့ကိုယ်ပိုင် design ဖြစ်ပါတယ်ဒီ IC တွေကလည်းဒီတာရှိဖတ်လို့မရပါဘူးနောက်တစ်ခုက သူကပြင်มาဆိုးတဲ့အတွက်ကြောင့်မလို့ဒီမှာအသေးကတ်ထားတာကျွန်တော်ဒီလိုခွဲထုတ်ပလိုက်ရပါတယ်ဒါလည်းအပြတ်မှုလို့ပြလို့ရတာပါသူ့ရဲ့ကိုပိုင်ဒီဇိုင်းဖြစ်တဲ့အတွက် DIC တွေကအလွယ်တကူဝယ်လို့မရပါဘူးပြက်ရင်ဝဲဝဲပဲဝဲရမှာဖြစ်ပါတယ် Quick Chat 3.0ဆိုရင်လည်းဒီလိုပါပဲသူက5 volt ကို stable ထုတ်ပေးနေတယ်သူ့ရဲ့အချက်ပြ line ကိုအချက်ပြ voltage တွေကအာ3.3 volt လည်း0.10ပို့ရဲ့နှစ်ခုထုတ်တာပေါ့နော် d+ နဲ့ d- မှာအဲ့လိုနှစ်ခုထုတ်နေရင်းကနေအဲဟိုကဖုန်းနဲ့ချိန်ဆက်လိုက်တဲ့အချိန်မှာသူက quick chat 3.0ဖြစ်တယ်ဆိုတာကိုဟိုကဖုန်းက quick chat 3.0ကိုလက်ခံနိုင်တဲ့ဖုန်းအမျိုးအစားဖြစ်တယ်ဆိုလို့ရှိရင်အဲ့နှစ်ခုစလုံးကိုသူသိပါတယ်တကယ်လို့မသိရဲနဲ့0.04ပဲဖုန်းကသိတယ်ဆိုလို့ရှိရင် quick chat 2.0 အတိုင်းနိုင်ဖို့2 MPa ပေါ့နော်18ဝက်ကိုထုတ်มาဖြစ်ပါတယ်တကယ်လို့ quick chat 3.0ပါရရဆိုလို့ရှိရင်เนาะ20ဖို့ဒီပါထုတ်มาပေါ့နော်အမှ45ဝက်တို့48ဝက်တို့ထုတ်မှာတချို့ဟာတွေကဖုန်းတစ်လုံးနဲ့တစ်လုံးမတူနိုင်ပါဘူးတချို့အက်ဒပ်တာတွေလည်းမတူနိုင်ပါဘူးအခုဒါက Huawei အဲတီးတန့်ဒီဇိုင်းဖြစ်တဲ့အတွက်ကဲကွဲကွန်ခုနကရှင်းပြခဲ့သလို ကွက်ကွန်အထုတ်တဲ့ဒီဇိုင်းနဲ့တူနေမှာမဟုတ်ပါဘူးနောက်ထပ်နောက်ထပ်နောက်ထပ်မတူတိုင်းနိုင်လည်းအများကြီးပဲရှိနိုင်ပါတယ်ဒီလောက်ဆိုရင်တော့အဲတော်တော်လေးပြည့်စုံမယ်လို့ယူဆပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ